မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာနော်ဒီနေ့မှာတော့ဆရာကဆရာရဲ့မိတ်ဆွေဂျာစာပရိသတ်မိမိတ်ဆွေတွေအတွက်2025မတ်လ21ရက်နေ့ရနေ့လာကုန်အထိမိတ်ဆွေတို့အတွက်ချောင်းရံဆောင်ရံအတွက်ကံကြမ္မာဟောစတန်းကိုဆရာကဟောကြားပေးမှာဖြစ်တဲ့အတွက်ဂျာစာပရိသတ်မိမိတ်ဆွေတွေဘယ်ကကြည့်နေရလဲဆိုတာဆရာကိုမှန်းပြကြပါဦးခင်ဗျာဒီ2025ခုနှစ်မတ်လအတွင်းမှာဂျာစာပရိသတ်မိမိတ်ဆွေတွေကမိတ်ဆွေတို့ရဲ့လက်ရှိစိတ်ထဲမှာအဲဖြစ်ရှင်တဲ့စိတ်တွေ ပြင်းပြနေတဲ့ညီကိုမောင်နှမကိစ္စလေးတွေအိမ်တွင်းရေးကိစ္စလေးတွေမိသားစုအိမ်အတွင်းမှာဖြစ်စေညီကိုမောင်နှမနဲ့ပတ်သက်ပြီးတော့နားလည်မှုလွဲနေတာမျိုးတွေကိုပြန်လည်တဲ့မှတ်အောင်စူးစမ်းတင်တော့ကာလာပိုင်းခြားဖြစ်ပါလေခင်ဗျာ။အဲဒါကြောင့်ကျစားပရိသတ်သမီးမိတ်ဆွေတို့အနေနဲ့လက်ရှိမှာမိတ်ဆွေအနေနဲ့ဒီကလာတော်တွင်မှာမိမိတို့အနေနဲ့မိသားစုကိစ္စအိမ်တွင်းရေးကိစ္စအဆင်မပြေမှုကိစ္စလေးတွေကိုအဆင်ပြေအောင်စူးစမ်းဆွမ်းဆောင်ခြင်းကအားသာကောင်းမှုပြီးတော့တိုးတက်စေတဲ့ကာလဖြစ်ပါလေ။ထို့ပြင်မိတ်ဆွေတို့လက်ရှိကာလာအတွင်းမှာကြားမှာ ကျမ်းမာရေးနဲ့ပတ်သက်လာရင်တော့အထူးသဖြင့်ယာတီအလေးထားအကူပြောင်းကာလာလေးတကြောင်အကျော်အစီအမြင့်ကြောက်ကအဆရှိတဲ့အရာမျိုးမျိုးလေးတွေနဲ့ပတ်သက်လို့ဖြစ်စီအဲဆိုတာလို့ပေါ့ခါတို့ဒူးတို့နဲ့ပတ်သက်တာမျိုးလေးတွေမှာဖြစ်ရတတ်တော့လေဆူဆူဝါးပါမှာတော့မရှိလာပါဘူးသို့တော့ မိတ်ဆွေတို့အနေနဲ့ကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာအဲသူတစ်ပါးရဲ့ကျမ်းမာရေးမကောင်းမှုလေးတွေကိုကိုကပြန်ပြီးတော့မေးရတာမျိုးလေးတွေသူတစ်ပါးရဲ့ကျမ်းမာရေးမကောင်းမှုလေးတွေမှာငွေကြီးလေးအတုမဟုတ်မိမိရဲ့စေဝါကလေးတတ်နိုင်တယ်လို့လှူလိုက်မိမိရဲ့ကျမ်းမာရေးကဟာကောင်းမွန်လာမယ်ဆိုတော့ကတ်မျိုးဖြစ်နေပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့အလောက်ကအလောက်ကနဲ့ပတ်သက်လာရင်လက်ရှိမှာ လုပ်ငန်းကြီးကိုအရန်ကြီးရုံးကန်ပြီးတော့တိုးချက်လှုပ်ဆောင်တာမျိုးတွေဟာမိတ်ဆွေရဲ့ကံကိုအားနည်းစေနေပါတယ်ခင်ဗျာ။ဒါကြောင့်လုပ်ငန်းနဲ့ပတ်သက်ရင်ညီညီကလေးနေပါ၊ယာရုတိုးခြင်း၊ယာရုတက်ခြင်း၊လုပ်ငန်းပြောင်းခြင်း၊အလုပ်ပြောင်းခြင်းနဲ့ပတ်သက်ရင်ဖြစ်နိုင်လို့ရှိရင်အရန်ကြီးတိုးချက်လှုပ်ဆောင်တာမျိုးမလုပ်ပါနဲ့။အဲယုံလီနစ်လေးဖျက်တတ်တယ်လို့မိတ်ဆွေတို့နေနဲ့အလုပ်ကိုင်းနဲ့ပတ်သက်လာတဲ့အခါလုပ်ငန်းအဟောင်းကြီးကိုအဲတိထပ်ပို့ပြီးတက်ခြင်းတိုးမြဲနာလိုမျိုးလေးတွေကံရဲ့အားနည်းမှုကိုဖြစ်စေတယ်။ဒါအပြင်မိတ်ဆွေတို့နေနဲ့အလောင်းကစားအပြော်ဘာနဲ့ပတ်သက်တာလေးဒီမှာတတိထားစင်နေရမယ့်ကာလဖြစ်တယ်။ ်ထို့အပြင်အဲဓာခုတ်ရာကိုလက်မရှူပြီးစင်းတယ်သူတစ်ပါးတွေရဲ့အိမ်နွေးရေးကိစ္စမိသားစုရေးကိစ္စအပေါင်းအသင်းရေးကိစ္စမိဆွေရေးကိစ္စတွေမှာကိုကဝင်ပြီးတော့ဖြည့်ရှင်းလိုက်တာမျိုးတွေဟာအဲဘာမှမလိုလားအပ်တဲ့အတွေးလင်မှုတွေမလိုလားအပ်တဲ့အစီမပြေမှုတွေတူးနဲ့တူးတယောက်နဲ့တယောက်အနှဲငယ်လေးနားလည်မှုလွဲရတာမျိုးတွေဖြစ်တတ်တဲ့အတွက်တော့လက်ရှိမှာစေတနာတွေဝေဒနာဖြစ်ရတတ်တယ်ထို့အပြင်အများနဲ့ပတ်သက်သောလုပ်ငန်းတွေမှာအတတ်နိုင်ဆုံးလှုပ်ဆောင်တဲ့မိဆွေများသတိထားပါ စင်ညမှာဒါအပြင်မိတ်ဟောင်းဆွေဟောင်းနေအားနေစီပါတယ်အဲလုပ်ငန်းခိုင်ခံနဲ့ပတ်သက်ပြီးတော့လက်ရှိလုပ်ငန်းကနေပြီးတော့ထပ်ဆင့်တိုးချဲ့လှုပ်ဆောင်တာမျိုးတွေရာကံရဲ့အားနေမှုကိုအနေငယ်ကိုရရှိတတ်သောကာလဖြစ်တယ်ထို့အပြင်မိတ်ဆွေတို့နေနဲ့လက်ရှိကာလအပိုင်းခြားတွင်မှာဆိုရင်အပြော်ပါးနဲ့ပတ်သက်တာတွေအလောင်းစားနဲ့ပတ်သက်တာတွေအားနေစီတယ်ပညာရေးနဲ့ပတ်သက်လာရင်နည်းနည်းလေး ပုံမူပြီးတော့အလိုဆွနာလို့ကစိတ်ပိုင်းဖြက်ရလို့ရတယ်စိတ်နှက်ခွဖြစ်တတ်တယ်ပညာရေးနဲ့ပတ်သက်လာရင်ဒါကိုပဲလုပ်ရင်ကောင်းဟိုကကိုပဲလုပ်ရင်ကောင်းပညာရေးနဲ့ပတ်သက်လာရင်ဒီဥမာပေါ့ကလေးတွေစာမုပ်ပဲဖြစ်မှာဆိုရင်ဒီအပုပ်ကိုပဲဖြစ်ရင်ကောင်းဟိုဘက်ပုပ်ကိုပဲဖြစ်ရင်ကောင်းဆိုပြီးတော့အိုးနှက်ခွနဲ့လှေနံနှစ်ဖက်နင်းတတ်တယ်လို့ဖြစ်တတ်တဲ့အတွက်မိတ်ဆွေကြတာပြီးတာပြီးမိတ်ဆွေများအနေနဲ့တည်တည်ဆချာကိုတစ်ခုကိုတစ်ခုဆုံးဖြတ်ပြီးတော့ပိုင်ပိုင်နိုင်နိုင်ဖြည့်ချင်းပေးပြီးတော့စာမုပ်ပဲပါဖြည့်ဆို့ဖို့လိုအပ်ပါတယ် ဒါအပြင်မိတ်ဆွေလက်ရှိကာလအတော်တွေမှာဆိုလို့ရှိရင်လုပ်ငန်းခိုင်ခံတဲ့ပတ်သက်လာတဲ့အခါမှာ ဖြစ်နိုင်လို့ရှိရင်တဲ့မပြီးမပြတ်ဖြစ်နေတော့ကိစ္စတွေကိုပြီးပြအောင်လှုပ်ဆောင်ပါရတယ်เนาะလုပ်ငန်းအသစ်စားတာအလုပ်အသစ်စားတာယာတုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ပြီးအတိတ်တိုးရှဲတာမျိုးထက်အဲမိမိလက်ရှိလုပ်နေတဲ့အလုပ်တွေကိုပြီးပြအောင်ပြီးမြောက်အောင်ဆောင်ရွက်တာဟာမိစုတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးတော့အားသာစေနိုင်ပြီးတော့မိစားတစ်ဖက်ရေမုတ်တစ်ဖက်လုပ်ငန်းလေးလေးနံတစ်ဖက်ခွာနှင်းထားတာတွေအိုးနှင်းခွနှင်းလှုပ်ထားတဲ့အလုပ်တွေမှာကံရဲ့ညံအားနည်းမှုကိုရရှိတတ်တဲ့အတွက်တော့လက်ရှိမှာတတိထားစင်ကြီးရအတွက်တော့အနှဲငယ်လေးတတိပြုရန်လိုအပ်သောကာလဖြစ်ပါတယ်ခင်ဗျာ ယာဒူးလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ပြီးတော့ယာဒူးတို့ယာဒူးတက်ကိမရှိပါဘူးခင်ဗျာအားရပါရဤပြောလိုက်ပါမယ်မရှိပါဘူးခင်ဗျာအဲနေရာအမယာဒူးမယာဒူးတင်နေရာတင်ယာဒူးလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်လာလို့ရှိရင်ယာဒူးတို့ယာဒူးတက်ဖို့ထက်ကိုလက်ရှိယာဒူးကနေမြဲအောင်စူးစမ်းရတာမျိုးလက်ရှိအလုပ်မှာရုန်းကန်နေရတာမျိုးစိတ်မပြောတာမျိုးတွေဖြစ်အပ်တတ်တဲ့အတွက်တော့ယာဒူးတို့တက်လာအာအင်မတန်မှနေသော ကာလအပိုင်းကြာကာလဖြစ်ပါတယ်လူငယ်တွေအရှိဟိမှာတော့ မဂျစ်စီယမ်ဆိုတော့ကံမျိုးဖြစ်နေတဲ့အတွက်အလက်အရှိမှဆိုရင်တော့တဦးနဲ့တဦးတယောက်နဲ့တယောက်တန်လျာတွေများစွာမထားဖို့လိုအပ်တယ်အိမ်တော်ပြည်ရန်အတွက်တဦးနဲ့တဦးတယောက်နဲ့တယောက်သမီးစားများအနေနဲ့စိတ်ဆက်ရတိုင်းမကမှအဲ၎င်းရဲ့အဆွဲအဆောင်တွေဟိုဆိုတာမမြင်ရတဲ့ပုံကိုယ်တွေရဲ့အလက်အပြောင်းလေးတွေဖြစ်အပ်တတ်တဲ့အတွက်ကြောင့်မလို့အထက်နိုင်ဆုံးဘာကိုဖြစ်ဖြစ်မဖြစ်ပေါ်လာသည်တော့အိမ်တော်ကြီးကိစ္စစိတ်ဆက်တော့ကြောင်းလမှုကိစ္စအိမ်နွေးရေးကိစ္စလေးတွေမှာဆိုရင်တော့ပြောဆိုတဲ့အခါမှာအဲကိုကဖြစ်ချင်တာတခုဖြစ်လာတာတခုဖြစ်ရတတ်တဲ့အတွက်ကြောင့်မလို့အလှည့်အပြောင်းနဲ့ ဲမြက်လက်ပြတယ်လို့စံစံဖြစ်ရတတ်တဲ့အတွက်ငကိုကတော့တရောင်းနဲ့တရောင်းတူးနဲ့တူးသမီးကြီးကြီးတွေမှာအဆင်မပြေနေဘူးဒါပေမဲ့မထင်မဖဲရသွားတာမျိုးအဲသို့မဟုတ်လို့ရှိရင်လည်းအိမ်တော်ပြုမယ်စိတ်ဆက်ကြရတိုင်ပင်ထားကမှမထင်မဖဲနဲ့ အဲလာတဲ့မှုတွေရက်တက်သွားတာမျိုးလေးတွေကြော်ဝတက်တဲ့အတွက်တော့ဒီအလေပြောင်းလေးတွေ view size စီနေပြီးဖို့လိုအပ်ပါတယ်အထူးသဖြင့်မိမိတက်အထက်လူကြီးအကြီးအကဲမိဘအဖေအမအမေအစရှိတဲ့အကြီးအကဲတွေနဲ့ပတ်သက်ပြီးတော့အရှိရေးအိမ်တော်ကြီးမှာတိုင်မင်းလာအားနေစီပါတယ်တခင်ဗျာနော်ဒါကြောင့်မိတ်ဆွေတို့အနေနဲ့ view size စီနေပြီးဖို့လိုအပ်ပါတယ်လူငယ်တွေအရှိရေးမှာတော့ရည်စားသည်ချစ်သူသည်ဖူးစာသည်ရရှိတတ်သောကာလဖြစ်ပါတယ်သို့တော့ထိုမျှတာလက်ရှိကာလတို့တွေမှာပေါ်ရင်လည်းယာယီဖူးစာမျှတာဖြစ်ပါလိမ့်မယ် Ei nää oo, ei nää oo inepä tällä ainoo. ဘမဆိုးရိမ်စရာမရှိဘူး။ငကူကအိမ်တော်ကြီးနဲ့ပတ်သက်အိမ်တော်ဘက်နဲ့ပတ်သက်ပြီးစိတ်တိုင်းမကြမှုတွေတော့လက်ရှိမှာစိတ်တိုင်းကြလာတာမျိုးတွေကြုံရတတ်တယ်။ငကူကအားကိုးမှုမရှိတော့အိမ်တော်ဘက်နဲ့ပတ်သက်လိုက်အားကိုးလာရတာမျိုးလေယောက်ျားနဲ့ပတ်သက်ပြီးတော့မိမိရဲ့သူမဟုတ်ဇနီးမယားနဲ့ပတ်သက်ပြီးအိမ်တော်ဘက်နဲ့ပတ်သက်ရင်အထောက်အကူနဲ့အေးချမ်းမှုနဲ့နှွေးထွေးမှုတွေရရှိတတ်တယ်လို့အိမ်တော်ကြီးဒုက္ခကိုခံစားရမယ်ကံမျိုးဖြစ်တဲ့အတွက်တော့မိတ်ဆွေကြာစာပရိသတ်သမီးတွေဟာအိမ်တော်ကြီးနဲ့ပတ်သက်လိုက်ဘာကိုဖြစ်ဖြစ်စိတ်လို့ဆောင်ရွက်လုပ်ဆောင်ပါအထူးသဖြင့်ဘာသာရေးဆိုင်ရာကိစ္စလေးတွေနဲ့ပတ်သက်ပြီးတော့အကူအညီပြုလုပ်တာမျိုးလေးတွေဟာမိတ်ဆွေတို့ရဲ့အိမ်တော်ကြီးကံကို ညံ့နေတာကိုဆွဲယူပျောက်ကင်းနိုင်တယ်လို့မိတ်ဆွေရဲ့အိမ်တော်ဘက်နဲ့ပတ်သက်လာရင်ဦးစင်ရဟန်းဝတ်ဖို့တိုက်တွန်းတာမျိုးသို့မဟုတ်လို့ရှင်အလူဒါနာပြုဖို့အတွက်ကိုတွန်းအားပေးတာမျိုးတွေတွေလှုပ်ဆောင်လိုက်တာမျိုးဆိုရင်မိတ်ဆွေတို့ရဲ့အိမ်တော်ကြီးဟာတကယ်ကိုတာတာရရနဲ့မိမိပြောဆိုတဲ့အောင်မြင်ပြီးတော့ပြည့်ပြည့်စုံတဲ့အိမ်တော်မှုတစ်ခုကိုရရှိလာမယ်ကံမျိုးဖြစ်ပါတယ်ခင်ဗျာထို့အပြင်အိမ်တော်ဘက်နဲ့ပတ်သက်လို့ရှင် မမွေကိစ္စရရှိတတ်တယ်ပြီးတော့စိုးသွမ်းနေတော့ငကူကထိမ့်ချုံမရတော့ပြောဆိုလို့မရတော့အိမ်တော်ရှင်များအနေနဲ့ဆိုလို့ရှိရင်လက်ရှိမှာသူ့ကိုယ်သူပြန်လဲပြီးတော့အတိကတ်သတိကပ်ပြီးပြန်လဲပြင်ဆင်လာတတ်တဲ့အတွက်မိမိဟာအလကားပါဆိုတာလက်ကမ်းကျို့ဆိုပြီးတော့တုံးနဲ့တူတယောက်နဲ့တယောက်နားလည်မှုရှိရှိနဲ့အကောင်းဆုံးပြဿနာကိုဖြေရှင်းရင်အဆင်ပြေခြင်းနဲ့တိုးတက်ခြင်းတွေရရှိလာပါလိမ့်မယ်ထို့အပြင်မထင်မှာပဲမိမိရဲ့အိမ်မက်ထဲမှာဖုန်ကြီးယဟန်အလူကပုပ်ကိုတိမ်ပရဝန်ဇီဒီအဆရှိတာတွေနဲ့အိမ်မက်ဆွဲမတ်တဲ့အခါမိတ်ဆွေရဲ့ကဟာတိုးတက်မှုနဲ့အာသ ာမှုကိုရရှိတတ်တဲ့အတွက်ထိုကာလာမျိုးရောက်ရှိတဲ့အခါမှာထီကန်စန်းနာမျိုးအကျိုးပေးပါတယ်အကျိုးပြီးတော့ကဏ္ဍအခရာတွေနေနဲ့ဆိုရင်ငါးကဏ္ဍခုနှစ်ကဏ္ဍကိုးကဏ္ဍဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပြီးတော့အစဉ်ပြီးအားတာပြီးတော့ကံကောင်းစေပါမယ်တခုခုကိုလှူရန်ရည်ရွယ်ရည်စူးပြီးတော့အဲဆွမ်းနာလိုကိုကန်ဆန်းနာဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေတော့ကာလာအပတ်တာအပိုင်းချဖြစ်ပါတယ်ငွေကြီး ငွေကြီးနဲ့ပတ်သက်လာရင်တော့မိမိရည်မှန်းထားသလားမျှော်လင့်ထားသလားရရှိမဲ့ကံမျိုးဖြစ်တယ်။သို့တော့ရည်မှန်းထားသလားတောင်းတသလားမျှော်လင့်ထားတဲ့ကိစ္စတွေမှာလည်းကိုကိုယ်တိုင်ဥစည်းဥဆောင်လောက်ကမှအောင်မြင်မယ်။စကားကိုခက်ရှင်းရှင်းနဲ့နဲ့နဲ့ပြောတာဟာငွေကြီးကိစ္စတွေမှာထိရောက်တော့အကြံပေးခြင်းဖြစ်တယ်လို့ဆရာကအကြံပေးလိုက်ပါသေး။ငွေကြီးနဲ့ပတ်သက်ရင် a lot of money ငွေတွေလိုအပ်တာရင်လိုအပ်တယ်လို့ပဲ we just do ပေါ့ကိုကိုယ်တိုင်ရေရိုးနဲ့ဆရာဆရာလင်းတိုင်းညွှန်လို့ဖြစ်နေနော်။ ဆိုတော့ဟိုကိုကိုတိုင်းရဲရဲဝုန်းနဲ့တည်ကြတယ်ဆွတ်ဆွတ်ဆတ်ဆောင်နဲ့တိတိကျကျအောင်လှုပ်ဆောင်မှုလိုအပ်တယ်သို့တော့ကိုကမှတကယ်ကိုလက်တွေ့ကြကြမလုပ်ဖက်ယော်တိယော်ရဲလုပ်မယ်ဆိုရင်တော့တကယ်ကိုယော်တိယော်ရဲဖြစ်နေတတ်တဲ့အတွက်ငွေကြီးကံဟာကိုလုံရင်လုံသလောက် 조사ရင်조사တလောက်ရရှိနိုင်ပါတယ်ဒီနေရာမှာဟိုဆွမ်းဆက်လောက်တော့ကို조사ခဲ့ပါတယ်ဆိုတော့လေအဲ့ဒါမျိုးမရဘူးကိုကိုယ်တိုင်조사ရမယ်ကာလဖြစ်တဲ့အတွက်ငွေကြီးနဲ့ပတ်သက်ရင်တော့တရားတယ်မိတ်ဆွေတို့နဲ့ဦးစီးဦးဆောင်ပြီးတော့ရဲဝင်လှုပ်ဆောင်တာဟာခက်ပြပြလှုပ်ဆောင်တာဟာကောင်းမွန်သောကာလအပတ်အပိုင်းချဖြစ်တယ်အားဖြင့်မိတ်ဆွေတို့ တအုပ်နဲ့တူတယောက်နဲ့တယောက်အဆင်မပြေမှုတွေရှိရင်လက်ရှိမှာအဆင်ပြေမှုတွေရရှိတတ်တယ်လက်လွန်ထားတဲ့ငွေကြေးတွေပြန်လဲရရှိတတ်ပါတယ်ထို့အပြင် သားသမီးကိစ္စလေးတွေနဲ့ပတ်သက်ပြီးသားသမီးတွေရဲ့လူငယ်တွေရဲ့မေတ္တာရေးကိစ္စလေးတွေကြောင့်သားသမီးတွေရဲ့ပညာရေးကိစ္စလေးတွေကြောင့်စိတ်ပန်းလူပန်းစိတ်မောလူမောတော့အနေငယ်လေးဖြစ်ရတတ်တယ်လက်ရှိကိုခြုံငုံသုံးသပ်ရကြာစာပိသားသမီးတွေဟာအေးချမ်းမှုပတ်နဲ့ငြိမ်းချမ်းမှုပတ်ကိုသွားမယ်ဆိုရင်ကံဟာကောင်းမွန်တဲ့ပတ်မှာရောက်ရှိလာပြီးတော့အပြာရင်ဆိုင်တဲ့ ဖြစ်ကိုဖြစ်ရမယ်ဆိုတော့လောဘနဲ့သို့မဟုတ်အပြိုင်ဆိုင်တဲ့ယံအနေကြားမှာငါဟာအောင်မြင်အောင်ဆွမ်းဆောင်မယ်ဆိုရင်တော့စိတ်ပန်းလူမှန်ပြီးတော့ကံဟာအကြဘကိုနင်းငယ်သွားတတ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့ကိုကိုတိုင်းပါကိုရွေးချယ်ရွေးချယ်ဘာသာတရားလေးတစ်ခုခုကိုလှုပ်ဆောင်တာကောင်းတဲ့ကာလဖြစ်ပါတယ်။ထို့အပြင်မိတ်ဆွေတို့အနေနဲ့နိုင်ငံခြားခရီးသွားတဲ့ပတ်သက်တာ passport visa လုပ်ငန်းနဲ့ပတ်သက်ရင်အမျိုးသမီးတဦးတယောက်ရဲ့အကူအညီကိုရယူပြီးသွားပါတယ်။ဒါဆိုရင်နိုင်ငံခြားကိစ္စခရီးသွားကိစ္စ passport ကိစ္စ visa ကိစ္စတွေအဆင်ပြေပါလိမ့်မယ်။အရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမှာမိမိအိမ်ကနေ မသွားမိမှာလက်ခုတ်လက်ဝါသုံးချက်ဒီပြီးတော့လိုရာကိုပြုမှုဆောင်ရရင်အောင်မြင်ချင်းတိုးတက်ခြင်းရရှိပါလိမ့်မယ်မိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတွက်စီဖို့ဆိုရင်တပြေလျှောက်ခတ်နဲ့ရိုက်ပုတ်ထီတွေပြီးရောင်းပါလေခင်ဗျာဒါအပြင်အဆက်ဆက်ရရအစဉ်ပြေစီရအတွက်ပြုလုပ်ရမယ်ရေရရာအနေနဲ့ဆိုရင်တော့ဖြင့်ဒီအဖက်တာတို့မှာမိတ်ဆွေတို့ဂျာစာပတိအင်္ကာသာသမိတွေနဲ့တွဲလို့တာမျိုးဟာကံကို အားတာစီပြီးတော့တောက်ကြသာသမီးတွေနဲ့တွဲလောက်တာမျိုးဟာတတိထားဆင်ကျင်စီလိုပါတယ်အထိတ်ချံပြုလုပ်လို့လို့ရှိရင်ဂုံတော်ကိုးပါးကိုကိုနှဝင်းပတိစိတ်ပါကအဆက်ဆက်ရရအောင်မြင်အစီအပြေနိုင်ချောင်းဆရာကပြောရင်းနဲ့ကဲဒီလောက်ပါပဲဆရာသာပရိသသမီးတွေနောက်တစ်ပတ်မှပြန်တွေ့ပါမယ်ဆရာလည်းနည်းနည်းလေးခြူရှာပြီးခမဲတောင်းနေတယ်တဲ့နော်ကျေးဇူးတင်ပါတယ်ဆရာငယ်ပါနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်